အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ယူလိုက်ပါတယ်အဲ့တော့ဒါကိုရင်ကိုရာလေးပြန်ရောက်တုံးလေးပေါ့ဗျာเนาะဒါကျွန်တော် channel ဆင်ပြီး video ရတယ်အဲလက်ရှိမှာတော့ကျွန်တော်ရဲ့ channel ပေါ့เนาะဒါကျွန်တော်ရဲ့ဒါအပင်လေးဥမာဒါကျွန်တော် father side ဒါတော့ပုံမှန်ယုံမရီဒီပင်လေးရှိတယ်နောက်မှတရက်တော့ live ပြအောင်ပဲပေါ့เนาะအဲ့တော့ဒါတော့ဒါကျွန်တော် channel လေးပေါ့เนาะဒါကျွန်တော် channel အကြီးတော့မဟုတ်ဗျာဒါကျွန်တော်တို့ဝင်နေမှာဆိုတော့ဒီ cloud ပဲ channel ပဲရမှာပေါ့အဲ့တော့အရင်ကကျွန်တော်ခင်ဗျားသိရတယ်ကျွန်တော်ဒါကျွန်တော်တို့ဟို ိုနိုမာနေတယ်ကိုနိုမာနေရင်လည်းဒါဖာသာကြီးကငလျင်လောက်တာကြောက်လို့ဆိုပြီးတော့ဒါဒီဘက်ရောက်လာတယ်ဗောနောအဲ့တော့ဘယ်ပဲကိုဖီကိုစကြမ်းသားအောင်ထားလိုက်တာတော်တော်လေးကိုကျူးတင်လာပါပြီယူလိုက်တဲ့ဝယ်မရှိတဲ့ချိန်ပေါ့အဲထားပါထားပါအဲ့လက်ရှိနောက်ဆုံးတာကျွန်တော်တို့ update ဒါကျွန်တော်တို့သတင်းတွေပါ냐ဆိုတော့တဲ့ဒီနေ့မှာဒါကျွန်တော်ရှေ့မှာ Arsenal Chelsea ပြီးတော့ဒါ Liverpool Manchester City Manchester United စပါးဆိုပြီးတော့ကျွန်တော်တို့ Dawson အသင်းတွေကိုတရချင်းတင်ပြသွားမှာပေါ့နော်လက်ရှိမှာဒီနေ့မှာဒါကျင်းပမယ်ပြောပြမယ်အကြောင်းအရာက Liverpool အသင်းကြောင်းပြောအဲ့တော့ လစ်ဗာပူးတင်ကြောင်းပြောရမယ်ဆိုရင်လက်ရှိအခြေအနေဒါသွားနေတဲ့ပုံစံဒါလစ်ဗာပူးတင်ကြောင်းပြောတာလက်ရှိ international break မှာလည်းလစ်ဗာပူးတင်ကြောင်းကျွန်တော်ခဏခဏပြောလေးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ခဏ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 ပြီးဆွေးနွေးလေးရှိတယ်ကွာအဲ့တော့ဟိုလစ်ဗာပူးရဲ့ဒါကျွန်တော်လက်ရှိအခြေအနေကိုကျွန်တော်နေတယ်ဘယ်လိုမြင်လဲတချို့ကြလည်းဒါကျွန်တော် personally ကနည်းနည်းလေး exaggerate လုပ်ကြတယ်လို့မြင်တယ်တချို့ကဟာလစ်ဗာပူးရဲ့ဒါ down trend ဆင်းပြီလားပါညာလားဆိုပြီးကျွန်တော် exaggerate လုပ်ကြအဲ့တော့ ဒီနေ့မနက်ပိုင်းလာလေဘဘူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိုင်ပတ်ပြန်ပြီးဆိုတဲ့ဗီဒီယိုလေးကလည်းလူကြီးများခဲ့တယ်မို့နော်တကယ်လည်းတိုင်ပတ်နေအဲ့တော့ဒီနေ့မှလာလေဘဘူးတင်းနေနေတာယာတီကိုကောင်းကောင်းမွန်တကယ်စနိုင်ခဲ့တယ်တကယ်ကိုထင်ထားတာထက်အများကြီးပိုကောင်းတဲ့ယာတီတစ်ခုကိုလေဘဘူးအသင်းစီကနေကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်မှာပါတယ်ဒါလေဘဘူးတင်းနေဒီနေ့မှတော့ကျွန်တော်တို့ယာတီစမှာတော့ရှော့ရှုံးမွေးမရှိဘူးတော့ရှော့သွားခဲ့ပြီးတော့မှခရစ်စတယ်ပဲလစ်ကိုစရှုံနေပြီးတော့ဒါကျွန်တော်တို့လက်ရှိတည်ကြတဲ့အတိုင်းပဲဒါ ဟိုဗာလဲအဲချက်စီကိုရှုံးနေပေါ့နော်အဲ့တော့ရှုံးပွဲတွေတောက်လျှောက်ဆက်နေတဲ့သဘောတရားမှာလီဗာပူးကသွားနေအဲ့တော့လီဗာပူးတိနေခုလည်းရှိတာပြန်စစ်စားကြည့်ချန်ပီယံလိမှာလည်းရှုံးသွားသေးလားကျွန်တော်မေကောင်းမေကျွန်တော်မှားသွားကျွန်တော်သူ့ရဲ့ချန်ပီယံအဲ့တော့လီဗာပူးရဲ့လက်ရှိခြေစွမ်းကိုကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲကျွန်တော်အနေနဲ့ပြောမှဒါလက်ရှိခဏတာလို့ပဲကျွန်တော်တော့မြင်တယ်အာနီဆိုရနေဒီအသင်းကိုသူပြန်လဲပြီးတော့တက်ပေးနိုင်မယ်လို့မြင်တဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့ ဒီနေ့မှာလီဗာပူးသိရင်ဒါကျွန်တော်မထင်မှတ်တဲ့ဒါရောင်းချမှုတွေကတစ်စက်ဒီနေ့ကိုလီဗာပူးကမထင်မှတ်ပဲနဲ့ဒါဒုက္ခပေးခဲ့လीသလားလို့ကျွန်တော်ရဲ့ဒါပုဂ္ဂိုလ်ကြီးရာမှာကျွန်တော်ရမြင်မိတယ်ဒါကဘာကိုဆိုလို့ကျင်တာလဲလီဗာပူးသိတယ်ဒီနေ့မှာဒါကျွန်တော်လူးဝစ်ဇီယက်ကိုရောင်းချခြင်းဒါကျွန်တော်ဂျေရခွန်ဇာရောကျွန်တော်သိပြီပြောခြင်းပေါ့နော်အဲ့တော့ဒီနေ့မှာမထင်မှတ်ပဲရောင်းချမှုကတစ်စက်လီဗာပူးကထင်တာဒါဒီနေ့မှာပို့ပြီးတော့နည်းနည်းလေးတိုင်ပတ်ခဲ့တယ်လို့မြင်တယ်အဓိကဒါကျွန်တော်လူးဝစ်ဇီယက်ပေါ့နော် အော်ဒါကျွန်တော်လေးပြောမယ်ဒါကျွန်တော်တချို့လူမဟုတ်ပြည်သက်တွေမျက်စိနောက်မှာဆိုလို့ဒါကျွန်တော်စပေးခဏခဏလူတက်တင်တာကျွန်တော်နှစ်ဖူးနဲ့စပင်းနဲ့ထီလို့မရလို့စပင်းနဲ့နှစ်ဖူးနဲ့တီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒါနှစ်ဖူးကအရင် sensitive ဖြစ်တဲ့ကြောင့်မို့ရားရတဲ့ကြောင့်ကျွန်တော်အနေနဲ့ဒါလူမအမြင်တက်တက်တင်နေတာဖြစ်ပါတယ်ကျွန်တော်ဒါဟိုတစ်ခေါက်ကလည်းတစ်ခေါက်ပထမဆုံးအနေနဲ့ပြောထားခဲ့ပြီးဖြစ်တဲ့ကြောင့်မို့ဒါထပ်ပြီးလဲခင်ဗျားတို့ဒါမပြောတော့ဘူးဗောနော်ဒါအခုလက်ရှိမှာချင်းရလဲချင်းချင်းပြောအဲ့တော့ဒါအဲ့လိုမျိုးကျွန်တော်ဒါဘာလို့စပင်းခဏခဏတက်တယ်ကျွန်တော်စပင်းဒီစပင်းထိတ်နေဒီနှစ်ဖူးနဲ့တီးရင်ကျွန်တော်အရင်မနေတက်တဲ့ကြောင့်ကျွန်တော်စပင်းတက်နေတာပါဒါဒါဗီဒီယိုရိုက်နေချင်းမို့ဒါ တာမန်ချိန်မှာလဲဒီလိုမျိုးဖြစ်တော့ယိုဂရက်စ်နဲ့အူရင်ကကတော့ဘာလို့လုပ်လဲတော့မသိဘူးကျွန်တော်ကဒါကြောင့်မလုပ်တာပေါ့နော်အဲ့တော့ ထပ်ပါလက်ရှိမှာလီဗာပူးတင်တဲ့အခုလက်ရှိခြေစွမ်းကျွန်တော်ရဲ့ပါစနယ်တူတယောက်တည်းမြင်ကျွန်တော်လီဗာပူးကိုပြန်လာမယ်လို့တော့မြင်တယ်။ဒါပေမဲ့လီဗာပူးတင်တဲ့ဒီနေ့မှာဆွန့်လွတ်မှုများမယ်လို့ကျွန်တော်နည်းနည်းမြင်တယ်။လီဗာပူးတင်တဲ့ခါတိုင်းနဲ့တည်းလို့ပဲဒီနေ့မှာလည်းလူတွေအများကြီးဝယ်ထားခဲ့ပေမဲ့ဒါဖလားနှလုံးလောက်ကိုပဲအဓိကအာယုံဆိုင်သွားနိုင်မယ်အနေထားတစ်ခုမှာလီဗာပူးရှိမယ်လို့ကျွန်တော်နည်းနည်းမြင်တယ်။လီဗာပူးတင်တဲ့ပြည်တွင်းဖလားတွေကိုတော့လက်ရှိအနေထားရခဏလေးမိထားမယ်ဖြစ်ပြီးတော့လူငယ်တွေကိုသာအဲ့ဒီပြည်တွင်းဖလားတွေမှာနေရာပေးရမယ်လို့ကျွန်တော်နည်းနည်းမြင်တယ်။ဟိုမှာလက်ရှိမှာကာရာဘောပြည်တာ FA ဖလားမှာပြည်တာလီဗာပူးအသင်းနေတဲ့တကယ်ကိုလူ ငယ်ကစားသမားတကူပဲအဓိကရွေးပြီးတော့၃ညမယ်လို့ပဲကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်တို့မြင်မိတယ်အဓိကလည်းကျွန်တော်တို့ဘာလို့ Virgil van Dijk တို့ဒါကျွန်တော်တို့တချို့ဒါနိုင်ငံသင်းမော်ဒါကျွန်တော်ကလပ်ပဲသင်းမော်လုံးဝကိုဒါကျွန်တော်လုံးဝမနာရတဲ့ကစားသမားတွေအပြည့်အဝပေးနာမှာဥပမာလက်ရှိမှာဒါဂျားထဲမှာ Carabao Cup မှုရှိတယ် FA Plata ကျွန်တော် Pre Preliminary Cup မှုရှိတယ်အဲ့ဒီပွဲစဉ်မှာ Liverpool တင်းတယ်တော့ကဒါကျွန်တော်တို့ အပြည့်ဝတာကျွန်တော် virtual van night ပဲဖြစ်ဖြစ်ဒါကျွန်တော်လက်ရှိဒါနောက်တန်းကစားသမားတွေကိုအပြည့်ဝပေးနေတာဖြစ်ဖြစ်ကွင်းလေကတော့ကျွန်တော်ပွဲတိုင်းလူပွဲထွက်နေတဲ့ဒါ gravel bag တို့ပေးနေတာပဲလက်ရှိမှာ gravel bag ကတန်းရထားတယ်ပေါ့နော်အဲ့တော့ tight set ဘိုင်းကိုလည်းဒါကျွန်တော်တို့ဟိုပေးနေတာဖြစ်ဖြစ်တစ်ခုခုကိုဒါလက်ရှိမှာလုတ် ်တဲ့လူပဲကျွန်တော်အနေနဲ့ပုံကူရီယာမှာ100%မြင်မိတယ်ပေါ့အဲ့တော့ဒါအာနီဆိုနေဒီညမှာ brilliant ဖြစ်ပြီးဒါရဲရမယ်လို့ကျွန်တော်အနေနဲ့နောက်တစ်ခုမြင်တယ်ပေါ့နော်ဒါလက်ရှိမှာဒါမနစ်ကအာနီဆိုနေတစ်ခုကန်ကောင်းခဲ့တာသူ့အနေနဲ့ဒါ injury list မှာသူများရဲ့အသင်းထဲဆိုင်နည်းနည်းလေးအာလီဗာပူးတင်က injury list မှာနည်းနည်းလေး control လုပ်နိုင်ခဲ့တယ်ဒါတချို့ကြပြောတယ်မနော်ကိုရီးယားမနစ်ကလူစင်းလဲအဲ့လောက်ပါပဲဒါပေမဲ့မနစ်ကလူစင်းမှာအလဇနာအာနူရှိခဲ့ခြင်းဒါ robertson အရန်ကြီးမကြခြင်းစာလာရဲ့ဒါ peak ဖြစ်နေခြင်း ဒါကျွန်တော်တို့ခန်းစစ်မှာဒါကျွန်တော်တို့ခွန်စာကိုရန်ဖန်ရန်ခါသုံးလို့ရခြင်းကလည်းအင်မတန်မှအသက်ကိုအများကြီးရှည်သွားစေခဲ့တယ်လို့ပြောလို့ရတယ်။အခုချိန်မှာနောက်ထပ်တစ်ခုအနေနဲ့ပြန်စစ်သားရအခုလက်ရှိမှာအာစနိုအသင်းအနေနဲ့ဒါကျွန်တော်လိုက်ပြီးတော့လီဗာပူးအသင်းကိုအရှင်ပြိုင်လိုက်ပြန်တဲ့ချိန်မှာအာစနိုအသင်းနဲ့ဒီနေရာမှာလီဗာပူးအသင်းဆက်ဆိုင်ဒီနေ့မှာခေါ်ယူထားတဲ့ကစားသမားအစုအင်အားကပိုများသွားခဲ့ပြီးတော့ဒါကျွန်တော်တို့ပို့ပြီးတော့အရန်အင်အားပိုတောင့်တင်းသွားခဲ့တယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိရတယ်မှာပါ။အဲ့တော့ personally ya ကျွန်တော်တို့ဒါကိုဒီလိုမျိုးမြင်တယ်ခင်ဗျားတို့ဘယ်လိုမြင်လဲမသိကျွန်တော်ကတော့ဒါကိုဒီလိုမျိုးတည်တည်ချာချာမြင်ပြီးရတယ်မှာပါတယ်အဲ့တော့ လက်ရှိအာစနောအသင်းနေနဲ့ဘလူးဆက်သွားမှာလဲဘာဆက်ဖြစ်မှာလဲဆိုတာကိုတော့ခမောင်းနဲ့ကျွန်တော်နဲ့ဒါကြောင့်အာစနောကလစ်ဗာပူးအသင်းနဲ့ဘလူးဘာကြီးဆက်သွားမှာဘလူးဆက်ဖြစ်မှာကျွန်တော်ချက်တော့ကြည့်ရမယ်ဒါပေမဲ့တကယ်တမ်းပြန်ဆိုကျွန်တော်စိတ်ပူတယ် စိတ်ပူတဲ့ချက်ကတော့ခံစားပိုင်မယ်လီဗာပူးတင်းနဲ့ခံစားကြီးကိုမပြေနိုင်မှာကျွန်တော်အနေနဲ့စိတ်ပူအချိန်တကားကဖာဘီညိုရဲ့ဒါကျွန်တော်တို့လက်ရှိခံစားကြီးကိုဝင်ကူတဲ့ပုံစံမျိုးကလည်း defensive midfielder မှာ Ando ကစန္ဒာဘက်ကြီးဝင်ဆော့မှာလားဂျိုကိုမက်စ်အနေနဲ့လည်းစန္ဒာဘက်မှာရေရှည်ရဘလူးမမဖြစ်နိုင်အဲ့တော့ဒီနေရာမှာဒါကြီးကိုဘဒူကတာဝန်ယူမှာလဲဆိုလို့ဆိုရှင်ဒါတစ်ချိန်ကကျွန်တော် club ကတော့ဒါရှိတာနဲ့ဖြစ်အောင်လုပ်သွားတဲ့ပုံစံမျိုးကိုကျွန်တော် club ကလည်းမြင်ရတယ် Andy Slot ကိုဒီနှစ်မှာတော့ဒါကျွန်တော်ဘလူးပုံစံမျိုးတွေဖြစ်သွားနိုင်လဲဆိုတာကိုတော့ဆက်လက်ပြီးတော့မြင်ရမယ်သဘောမှာရှိတယ်လို့ပဲကျွန်တော်ရဲ့ပုံကူကြီးကမှကျွန်တော်တို့မြင်မိတယ်ဒါပေမဲ့ဒီနှစ်မှာပြောရမယ်ဆိုတော့ Andy ကိုလာလုံး အောင်စာမီးပွဲစစ်မဲ့နှစ်တက်နှစ်လို့ကျွန်တော်ရဲ့ပုံကိုကြီးရမှာမြင်နေဒါပေမဲ့ဒါဟာပေါ်သေးသေးတော့မို့ဒီစာမီးပွဲစစ်တက်ကနောက်ကနေ Greek Cross ခုလာနိုင်တယ်အာဆိုသေးလို့ဆိုတော့ Liverpool တင်းနဲ့ဒီနှစ်မှာဒါကျွန်တော်လုံးဝကိုအမားယွင်းခံတဲ့အနေထားတစ်ခုတော့မဟုတ်ပေမဲ့ Liverpool တင်းနဲ့ရှင်းတာကလုံးဝဒါကျွန်တော်ဒီနှစ်မှာဖလားတစ်လုံးတော့ကျွန်တော်အနေနဲ့ရစေချင်တဲ့သဘောမှရှိတယ် Liverpool တင်းနဲ့ဖလားတစ်လုံးနဲ့ရသင့်တဲ့အသင်းသက်သေးလို့လဲကျွန်တော်အနေနဲ့ပုံကိုကြီးရရ100%မြင်ပြီးရသင့်သက်သေးလို့မြင်နေ Liverpool တင်းနဲ့ဒီနှစ်မှာတော့ရှင်းပါခုနကပြောလို့ sacrificial တွေအများကြီးလုပ်ရမယ်သူတို့အနေနဲ့ဒါကျွန်တော်တို့စွန့်လွတ်တဲ့နဲ့ဖလားကို Liverpool တင်းနဲ့အပြည့်အဝစွန့်လွတ် ဖို့အတွက်ကြိုးစားရမယ်လို့မြင်တယ်။ဒီကခုနပြောသလိုပဲဒါအကယ်၍သူတို့အနေနဲ့လူစင်းမလုံတော့ဘူးဆိုလူစင်းမလုံတော့တဲ့အတိုင်းအတိအပြဆော့ပြရမယ်။ဒီနှစ်မှာလီဗာပူးသင်းတဲ့နောက်တစ်ခုအနေနဲ့အာနီဆိုရင်သူဟာဘယ်ဘလောက်ကိုဦးစားပေးမှာလဲ။ပရီးမီးယားလီဂ်လားချန်ပီယံလီဂ်လားပရီးမီးယားလီဂ်နဲ့ချန်ပီယံလီဂ်ကိုပဲအတိအကဦးစားပေးမှာလား။ဒါပေမဲ့လက်ရှိလီဗာပူးရဲ့လူစင်းကလည်းပရီးမီးယားလီဂ်ချန်ပီယံလီဂ်နှစ်ခုလုံးကိုဒါဦးစားပေးမယ်ဆိုရင်တော့မှနောက်ပိုင်းအဆင့်တွေမှာလီဗာပူးအတွက်တော်တော်လေးကိုခက်ခဲသွားနိုင်မယ်အနေအထားတစ်ခုမှရှိလာမယ်လို့ကျွန်တော်ရဲ့ပုံကူကြီးကမြင်တယ်။လီဗာပူးသင်းတဲ့အခုလိုလက်ရှိအခြေအနေမှာဒါတေချာတစ်ခုကပရီးမီးယားလီဂ်ကိုအာရုံစိုက်မှာလား။ချန်ပီယံလီဂ်ကိုအာရုံစိုက်မှာလား။ဒါလီဗာပူးရဲ့ကတ်စ်တစ်ခု လို့တော့ပြောပြရအောင်ပေါ့နော်လီဗာပူးတင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့ဟိုပရီးမီးယားလိဂ်ကိုချန်ပီယံလိဂ်ကိုဒါတစ်ချိန်နဲ့အာရုံစိုက်နိုင်လို့ရတယ်ဒါကျွန်တော် facility ကနှစ်တိုင်းမှာမျက်နှာရှိမှတည်းဦးဂျာဂျန်ကလော့လက်ထက်ကြည့်မလားဒီလက်ထက်မှာကြည့်မလားဘယ်လက်ထက်ပဲကြည့်ကြည့်လက်ရှိနောက်ဆုံးအချိန်တွေကိုပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့လီဗာပူးတင်းရဲ့ဒါဖလားနှလုံးကိုအာရုံစိုက်မယ်လို့ကြံလိုက်တာအမြင်တရားရလူစင်ကအမြင်တဒုက္ခပြီးသွားခဲ့တာတွေ့ရတယ်မနစ်ကလည်းကြည့်လိုက်ရင်လီဗာပူးတင်းရဲ့ first 11ကတအားကောင်းတယ်ဒါပေမဲ့အရန်လူစင်မရှိရတဲ့ကြောင့်ဒါချန်ပီယံလိဂ်ကိုပရီးမီးယားလိဂ်ကိုသူတို့အာရုံမစိုက်နိုင်ခဲ့ဘူးအဲ့ဒါတွေကိုကောင်းကောင်းလေးတွေးရမယ်တဲ့မှာပါတယ်ပေါ့နော် ်နီတို့ပင်စူးစီကမဟုတ်ခုလက်ရှိမှာလီဗာပူးအတွက်ကျွန်တော်အနေနဲ့လက်ရှိရှေ့သွားမှာလို့မြင်တယ် အာနိဖရိုနေတာကျွန်တော်လုံးဝခေါင်းမမတင်တော့ဒါကျွန်တော်ခုနပြောတဲ့သူ့အနေနဲ့သူမတဲ့တဲ့ကစားသမားတွေကိုလည်းအဓိကနေရာပြန်ပေးသင့်ပြီဒါခီးရေးဆောက်လို့ကစားသမားမျိုးလက်ရှိမှာသူ့အနေနဲ့သူမကြိုက်ဘူးဒါပေမဲ့အသင်းပေါ် impact ကြီးမှာမယ်သူ့အနေနဲ့အသင်းပေါ်လှုပ်ပြနိုင်မယ်ဆိုရင်ဒီကစားသမားကိုနေရာကောင်းကောင်းကြီးပေးသင့်တဲ့ကစားသမားတယောက်လို့ကျွန်တော်ကတော့100%ဒီကစားသမားကိုဒီနေရာမှာပေးသင့်တယ်လို့ကျွန်တော်တို့ယုံကြည်မိရတယ်မှာပါတယ်ခင်ဗျားတို့ကျွန်တော်ဒီအမြင်နဲ့အကွဲကြည့်ပြောမယ်တော့ဒါပေမဲ့နီးပြနေသူမကြိုက်ဘူးဆိုရင်တော့မှဒီကစားသမားနဲ့လက်ရှိမှာ Cody Gagbo ထွက်ပို့ပြီးတော့ဒါကျွန်တော်တစ်ဖက်ရဲ့ခံစစ်ပိုင်းကိုဘယ်လိုမျိုးဒုက္ခပေးနိုင်လဲပေါ့မူဒီပြောင်းလဲသင့်တယ်လို့ကျွန်တော်နေနေ င်ကိုဒီကိုက်ကိုဆိုပြကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ Netherlands နဲ့ပွဲစဉ်မှာဂိုးသွင်းသွားခဲ့တယ်မယ်ပရီးမီးယားလိဂ်အကောင်လည်းတော်တော်လေးယူနေပြီဒါချိုးမယ်ပြီးရင်လှမ်းကန်မယ် ချိုးမယ်လှမ်းကပ်မယ်ချိုးမယ်ပြီးရင်ဒါမလွတ်ဘူးဆိုနောက်ပြန်ပေးမယ်ဒါကိုပဲတိကတော့အဲ့တော့ပြောချင်တာကလစ်ဗာပူးအသင်းရဲ့လက်ရှိလီးပြနဲ့အာနီစလော့အနေနဲ့ဒါအီဂီဒကီနဲ့အီဆက်ကိုလည်းတွဲသုံးသင်းရင်တွဲသုံးတော့ဒါကွင်းလယ်ဘက်မှာလည်းဒါရစ်ယူသင်းရစ်ယူဒါကျွန်တော်အရင်တော့ကကွင်းလယ်ဘက်ကကျွန်တော်ဖလိုဖလိုရီရစ်ကိုပဲနေရာမှာပြန်ထားမလဲဖလိုရီရစ်ခြေစွမ်းမကျရဆိုခြေစွမ်းကျရလျောက်ဒါကျွန်တော်အရန်ကမှပြန်ပို့မလားကစားသမားကဈေးကြီးလို့နေရာပေးရမယ်ဆိုတဲ့ဘူးရှစ်ကိုအာနီစလော့နဲ့ကောင်းတဲ့မှာမိထားသင်းတယ်ဖလိုရီရစ်ကိုဒါကျွန်တော်အခြေအနေမကောင်းဘူးဒါကျွန်တော်ဆိုဘူးစလိုက်မက်ကလစ်စာဂရဗန်ဘက်အခုလည်းကျွန်မဂရဗန်ဘက်နာတော့ကျွန်မအန်ဒူဒါကျွန်တော်မက်ကလစ်စာဒါကျွန်တော်ဆိုဘူးစလိုက်ဒါမှမဟုတ်ကဒါဘရစ်ဒါဆိုဘူးစလိုက် that's on the room. အဲဘက်ကလစ်စတာဒီလိုတွဲမျိုးကတော့အဲ့တော့တို့ကျန်တာအာဒီဆူလော့အနေနဲ့လက်ရှိမှာသူ့ရဲ့ခေါင်းမာမှုတို့ခဏလေးမေ့ထားရမယ်သူ့အနေနဲ့ဒါအသင်းဘက် impact ရှိမှာဆို impact ပေါ်မှာမူတည်သူသုံးတင်နေပြီးတော့ဒါအဓိကကျွန်တော်ခေးစားကိုသုံးစေခြင်းနဲ့လီဗာပူးတဲ့ဒီနှစ်မှာဒါဖလားတစ်လုံးရဖို့အတွက်အခွေရည်တွေအများကြီးရှိပါတယ်ဒီလူစင်းနဲ့မရနိုင်ကြအကြောင်းလည်းမရှိဘူးတို့ပဲမဲ့တော့ညာလေလက်ရှိမှာလီဗာပူးအသင်းနဲ့တည်တည်ချာချာကစားရရဒီတက်ပို့ပြီးတော့ injury list ကိုလည်းတူးလို့မရတော့ဘူးလို့ပြောရင်းနေပဲကျွန်တော်ကတော့ကိုပြောမအောင်ဘောလုံးပတ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆက်ပေါင်းကူညီလို့ရပါတယ်မမိုက်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအများများကလစ်မှာအများနာဖြစ်ပါ ါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်တော်ဒီလေးတနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြရပေါ့အားလုံးမကြူတူပါနဲ့မြန်မြန်လေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကျွန်တော်ကွန်ပြူပါအောင်ဒီပါပါဗျ